ိုသလိုထိမ့်ချုပ်နိုင်တဲ့ drone ယာဉ်တွေပေါ်လာပြီးဒီယာဉ်တွေကိုစစ်ရေးမှာအသုံးပြုလာကြတာဟာအာနာရှင်အစိုးရတွေနဲ့သူတို့ကိုတော်လှန်တိုက်ခိုက်နေကြသူတွေကြားကွာဟနေတဲ့အင်အားချိန်ခွင်ရှာကိုအများကြီးပြောင်းလဲသွားစေပါတယ်လို့ဆောင်းမရှင်ဒေးဗစ်ဟတ်ကဆိုပါတယ်ဒီလိုမျိုးနီးပညာမြင့်တဲ့လက်နက်တမျိုးကိုဇီးတက်တက်တသားနဲ့လူတိုင်းဝယ်သုံးနိုင်တဲ့အနေအထားရောက်လာတာမျိုးလွန်ခဲ့တဲ့နှစ်တရာလောက်အတွင်းမရှိသေးဘူးလို့ဆောင်းမရှင်ကဆိုပါတယ်စစ်တကအာနာသိမ်းလိုက်တဲ့နောက်၄နှစ်ကြာဆက်ပြီးဖြစ်နေတဲ့မြန်မာနိုင်ငံကပြည်တွင်းဆက်တိုက်ခိုက်မှုတွေမှာဆိုရင် မြန်မာစစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေကြားအင်အားမမျှပေမဲ့လည်းဒရုန်းအသုံးပြုမှုတွေကြောင့်အင်အားချိန်ဝင်စာကိုပြောင်းလဲသွားစေပါတယ်လို့ဆောင်းမရှင်ကသုံးသပ်ပါတယ်။မြန်မာစစ်တပ်ဟာဒေါ်လာတန်း400လောက်အကုန်ခံပြီးတော့ SU-30 တိုက်လေယာဉ်6စီးကိုရုရှားနိုင်ငံကနေဝယ်ယူခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံတကာပြည်ပခလေလာရေးအဖွဲ့ ICG ရဲ့အဆိုအရစစ်မြေပြင်ကတပ်သားတွေတုံးနေတဲ့ AK-47 နဲ့ M16 rifle တနက်တည်းရဲ့ဇေယျကတုံးမိသားအဟောင်းဆိုရင်တော့တလက်ကို ဒေါ်လာ3000လောက်တိရှိပါတယ်။ဒါနဲ့ရှိရင်တော်လိုင်းရင်အင်အားစုတွေဘက်ကတုံးနေတဲ့လက်နက်တပ်ဆင်ပြီးအဝေးကနေထိန်းချောင်းနိုင်အောင်ပြုပြင်ထားတဲ့ဒရုန်းတွေရဲ့ဈေးကဒေါ်လာ1500ဝန်းကျင်ပဲရှိပါတယ်လို့ဆိုပါတယ်။ခုဆိုရင်စစ်ကောင်စီတပ်တွေဟာလည်းဒရုန်းအသုံးပြုတဲ့နေရာမှာအမိလိုက်လာပါတယ်။စစ်ကောင်စီဟာတော်လိုင်းရင်တပ်သားတွေအသုံးပြုတဲ့စစ်လက်နက်ပစ္စည်းတွေကိုအတူယူပြီးအလားတူလိုက်ပြီးဖန်ပြီးအသုံးပြုလာပါတယ်။ဒရုန်းတွေကိုဘုံကျဲဖို့နဲ့တိုက်လေရင်နေနဲ့ဘုံကျဲတဲ့နေရာမှာလမ်းပြပေးဖို့အသုံးလာပါတယ်။ ဒါပေမဲ့လည်းဒရုန်းယာဉ်တွေရဲ့အာသာချက်ကရန်သူဘက်ကနည်းပညာကိုအမှီလိုက်နိုင်တာကြောင့်တော့မဟုတ်ပါဘူးမြန်မာခေတ်စစ်ပွဲတွေမှာမပါမဖြစ်ဖြစ်လာတဲ့ဒရုန်းယာဉ်တွေအသုံးပြုတာကိုနိုင်ငံတော်အာဏာကိုရယူထားတဲ့အစိုးရကပဲလော်ဝဲကြီးအုပ်ထားလို့မရရာဟာထူးခြားချက်ဖြစ်ပါလေလို့ဆောင်းမရှင်ကဆိုပါတယ်မြန်မာနိုင်ငံကတော်လှန်ရေးတပ်ဖွဲ့တွေဟာဒရုန်းယာဉ်တွေအသုံးပြုနိုင်စွမ်းတစ်ခုတည်းနဲ့စစ်ကောင်စီတပ်တွေကိုအနိုင်ယူနိုင်မှာတော့မဟုတ်ပါဘူးစစ်ကောင်စီကိုတိုက်နေတဲ့အဖွဲ့ချင်းချင်းအောင်မြင်မြင်မဟာမိတ်ဖွဲ့စည်းနိုင်တာ လက်နက်ခဲယမ်းတွေမပြတ်လက်အောင်ထုတ်လုပ်ပေးမယ်စိုက်ယုံအလုပ်ယုံတွေရှိတာနဲ့နိုင်ငံတကာရဲ့အားပေးထောက်ခံမှုတွေအပြင်ကံတရားရဲ့မျက်နှာသာပေးမှုအားလုံးဟာအောင်မွေးခံနိုင်မှုအရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ဒါမှမဟုတ်ဒရုန်းတွေသာမတုံးနိုင်ခဲ့ရင်မြန်မာစစ်တပ်ဘက်ကစောစောစီအနိုင်ရနေလောက်ပါပြီလို့ဆောင်းမရှင်ကဆိုပါတယ်။ကမ္ဘောဒီးယားနိုင်ငံကိုအာနာရှင်ဆန်ဆန်နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ဟာ ူနေထိုင်တဲ့အိမ်တော်ကိုဒရုန်းယာဉ်နဲ့လုံခြံတိုက်ခိုက်တပ်ဖြတ်ဖို့ကြိုးစားတဲ့အကြံစီတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့အကြောင်းကြံစီတဲ့သူကိုလည်းဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း February 17ရက်နေ့ကကြေညာခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့တမန်ပြည်သူတယောက်ဟာအဆောင်ချက်တွေတင်းတင်းကြပ်ကြပ်ချထားတဲ့ဝင်းကြီးချုပ်ဟောင်းရဲ့နေအိမ်ဝင်းထဲကိုဒရုန်းယာဉ်နဲ့ဝင်ရောက်ဖို့ဖြစ်နိုင်ပါမလားဆိုတာကိုကြွမ်းညင်သူတွေကတန်ကြားရှိနေပါတယ်။တကယ်တော့ဒီလိုလုပ်ဖို့ကဖြစ်နိုင်ပါတယ်လို့ဆောင်းမရှင်ဒေးဗစ်ဟက်ကဆိုပါတယ်။အင်အားတသိန်းကျော်လောက်ရှိတဲ့စစ်တပ်အပြင် ရဲတပ်ဖွဲ့နဲ့တပ်တော်ဆောင်တပ်တွေပါရှိတဲ့ကမ္ဘောဒီးယားမှာဝင်းကြီးချုပ်ဟောင်းဟွန်ဆန်ကိုတမန်ပြည်သူတယောက်ကလှုပ်ကြံတက်ဖြတ်ဖို့ကြံစီခဲ့တယ်ဆိုတဲ့အဖြစ်ဟာဒရုံးရင်နေကြောင်းအာနာရှင်နေတော်မလုံးကြုံတော့တာကိုပြသနေပါတယ်လို့ဆောင်းမရှင်ကရေးသားထားတဲ့အကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာကျွန်တော်ရဲကောင်မြန်မာမှာဒီအမြင်ဆောင်မကိုအမေရိကန်နိုင်ငံဝါရှင်တန် DC မြို့တော် RF ရုံချုပ်ကနေထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်